တီဘောမြို့ကိုပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့မှာစစ်တပ်ကခင်းကျုပ်ခဲ့ပါတယ်။အဲနောက်တီဘောမြို့ပြင်မှာရှိတဲ့ခလာယာ23ခမရ903နဲ့904တပ်တွေအထိပြန်ထင်းကျုံနိုင်ခဲ့ပြီးတီဘောနံပါတ်2ဆက်ကမိုးရီယွာနာထိရောက်နေပြီလို့သိရပါတယ်။အဲဒါကြောင့်တီဘောကနေဆိုရင်မိုင်60ကျော်กว่าဝေးတဲ့နံပါတ်2မြို့ကိုထိုးစစ်ဆင်လာမလားဆိုတဲ့စီးရေးသုံးသက်ချက်တွေပါထွက်ပေါ်လာပါတယ်။မိုးရီယွာရဲ့10မိုင်กว่าမှာတော့နက်ဆန်ရောနံပါတ်2ကိုပါသွားနိုင်တဲ့ပန်လုံရွာကြီးရှိပါတယ်။ပန်လုံရွာကနေဆိုရင် နံပါတ်2ဘက်ကို23မိုင်နဲ့ဆန်ဘက်ကိုတော့မိုင်30ကျော်ဝေးပါတယ်ဒီပေါ်မျိုးနဲ့ကက်နေတဲ့ဒုတ်ထော်ဒီမြကန်တစ်ဖက်မှာတော့ NNDAA တက်တွေရှိနေတာပါဘွက်ကိုတိုင်းတောင်ငူခရိုင်ထန်းတပင်မျိုးနဲ့အတွင်းမြန်မာစစ်တပ်နဲ့ဒေါ်လန်ရေးအင်အားစုပူးပေါင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားနေကြောင်းတောင်ငူခရိုင်အမှတ်နှစ်တက်ရင်ကတတိပေးထုတ်ပြန်ထားပါတယ်အော်တိုဘာလာ24ရက်နနပိုင်းကစပြီးထန်းတပင်မြို့နယ်ပုံမတိရွာနယ်အနီးတွင်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်။အဆိုပါတိုက်ပွဲများအတွင် ဇယက်ကြီးမြို့အခြေဆက်ခြေရင်းတက်ရင်ခလာရ83နှစ်အနီးတဝိုက်ရှိတက်စကန်များမှလက်နက်ကြီးပစ်ကူခြင်းလေကြောင်းမှစစ်တုံးလေရင်ဖြင့်ဝုံကျဲခြင်းများပြုလုပ်ခဲ့သည်ဟုတိုက်ပွဲဖြစ်ပွားရာဒေသနှင့် လေးမိုင်ခန့်သာကွာဝေးသည့်ဇယက်ကြီးမြို့ခံတို့ကပြောပါရယ်တိုက်ပွဲကရက်သွားတာတော့မဟုတ်ဘူးမနေ့စောပိုင်းတွေညနေပိုင်းတွေဆိုပြစ်တန်နေကြရတယ်လေရင်တော့မနေ့ကမလာဘူး83ကတော့ပစ်တာလက်ကုံပဲလို့ဇယက်ကြီးဒေတာခန့်ကပြောပါရယ်တိုက်ပွဲများဆက်တင်ဖြစ်ပွားလာသည့်အောက်တိုဘာ24ရက်မှစပြီး ထန်းတပင်မြို့နယ်ဘုံမတိတရက်တန်ကျုပ်ပင်သာစသည့်ခြေရွာများမှာဒေတာခံရနှင့်ချီဘေးလိုရာသို့ထွက်ပြေးလင်းရှောင်ကြရကြောင်းသိရပါဗါးထန်းတပင်မြို့နယ်သည်ကရင်မျိုးသားစီယုံ KNU ရဲ့နေမြေတက်မှတ်ချက်အရတက်မဟာနှင့်တောင်ငူခရိုင်တွင်ပါဝင်သည့်မြို့နယ်တစ်ခုဖြစ်ပါတယ်ဗီရိုကရှေလို့အပိုင်းနဲ့တင်ပါမယ်အပိုင်းတဲ့စကိုင်းတိုင်းတွင်ရွေးကောက်ပွဲစတင်ပြီးမြို့နယ်ချိုးနယ်စစ်တွေရေးအရအရေးကြီးသည့်လမ်းပိုင်းများ နေမြေစိုးမိုးထင်းကျုံနိုင်ရေးစစ်တပ်ကအပြင်းထန်ကြိုးပမ်းနေပါတယ် ဒီဇင်ဘာလမကုန်မီရွေးကောက်ပွဲအပိုင်းတချင်းပတ်မီမြို့နယ်တရားနှစ်ခုတွင် စကိုင်းတိုင်းမှလေရှိလက်ဟဲနန်ယုံကလေးတမူခန်းနီဟိုမလင်းကတကမ်ဘလူးစကိုင်းမုံရွှေဘုံမြို့နယ်တို့ပါဝင်ပါတယ်စကိုင်းတိုင်းတွင်ရွေးကောက်ပွဲစတင်မီမြို့နယ်ချိုးနှင့်ဆက်သွယ်ရေးအရေးကြီးသည့်လမ်းပိုင်းများနေမြေဆိုးမိုးထင်းကျုံနိုင်ရေးမြမစစ်တပ်ကအပြင်းထန်ကြိုးပမ်းနေတာကို တွေ့ရပါတယ်အိန္ဒိယမြန်မာနယ်စပ်ကိုဆက်သွယ်ထားသည့်မကွေးတိုင်းနှင့် စကိုင်းတိုင်းနယ်စပ်ရှိကလေးမြို့နယ်ကိုတောင်ပိုင်းရောမြောက်ပိုင်းပါစစ်တပ်ကအင်အားလုံးရင်းဖြင့် စစ်ကြောင်းဖိုးလာသည့်အတွက်ဒေါ်လန်၏အင်အားစုကသူတို့ထိန်းချုပ်ထားသည့်နေရာချို့ကိုပြီးခဲ့သည့်ရက်ပိုင်းတွင်ဆွတ်လုခဲ့ရပါသည်။ကလေးနှင့်ကန့်ကွက်ကြစစ်တပ်ခြေဆိုင်စခန်းများဖြစ်သည့်ကမ်ပါနီမန်နောအောင်တာယာအရှိအနောက်နှင့်ကျန်တာစတော်ကြီးရွာတို့ကိုယခုနှစ်ဖေဖော်ဝါရီလမှအေဘီလအတွင်းဒေါ်လန်၏တပ်များကတိုက်ခိုက်သိမ်းပိုက်ထားတာပါ။ထိုစခန်းများကိုပြန်ရနိုင်ရေးစစ်တပ်ကမကြာခဏစစ်ကြောင်းဖိုးခဲ့ပြီးစက်တင်ဘာလတတိယပတ်တွင်ကျန်တာရွာကို ပြန်လည်ခြေကုပ်ယူနိုင်ခဲ့သည့်ထိုနောက်တလကျော်ကြာအောင်တာယာအရှိအနောက် နှင့်မန်တော့ရွာတို့ကိုပါစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်သည့်အခြေအနေဖြစ်လာတာပါမကွေးတိုင်းကန်ကောမြို့နယ်ဆက်ရှိပြူစောတီခေါ်ပြီးသူစစ်များထိုင်ချထားသည့်ခြေရွာများမှထွက်လာသည့်စစ်ကြောင်းကလူအင်အားနှင့်လက်နက်အင်အားတာလုံသဖြင့်တော်လန်ရင်အင်အားစုကကလေးကန်ကောလမ်းပေါ်ရှိအောင်တာရွာရှိအနောက်နှင့်မန်တော့ခြေရွာတို့ကိုအော်တိုဘာလာ၁၈ရက်နေ့တွင်လက်လွတ်ခဲ့ရပါတယ်။အင်အားဖြစ်တဲ့မှုအပိုင်းကသူတို့ဘက်ကစစ်မှုထမ်းတွေရောပြည်သူစစ်တွေပြူစောတီတွေရောကလေးမျိုးဘက်ကတဆင့်အကုန်လုံးရဟယင်းတဲ့တဆင့်လက်နက်ခဲယမ်းဖြစ်တဲ့မှုတွေ အင်အားတက်ဆင်မှုတွေအတုံးဆောင်ပစ္စည်းတွေအစိမ့်မြင့်တာတွေဒေယုံကြံပါတွေနဲ့တောက်လျှောက်ဆိုသလိုထိုးခဲ့တာရှိတဲ့ကြံတာကိုခြေကုပ်ရပြီးနောက်မှာဟန်တာအူရီကနေထက်ဆင့်တရွေရွေနဲ့တောက်လျှောက်ထိုးလာတာလို့ဒေတာတွင်အခြေဆက်ချင်းဒေတာကဝေရေးအဖွဲ့ CDFKKG ကပြောပါတယ်။ကလေးမျိုးနယ်မြောက်ပိုင်းတွင်လည်းကလေးတမူးလမ်းပိုင်းကိုထိန်းချုပ်ဝင်ရန်စစ်တပ်ကအင်အားများပြားခင့်ဩဂုတ်လဆန်းပိုင်းကလေးကထိုးစစ်ဆင်ခဲ့ရာနှစ်လကျော်ကြာတဲ့ကွဲများပြင်းထန်ခဲ့တော်လဲ။အော်တိုဘာလဆန်းတွင်စစ်တပ်ကအင်အားရာနှင့်ချီထက်မှန်ဖြစ်တင်းလာသဖြင့် စုခွာခဲ့ရကြောင်းကလေးမျိုးနယ်တော်လန်ရေးအဖွဲ့များကပြောပါတယ်။အ धिक ရန်သူစစ်အင်အားများပြားတာကြောင့်ရောဖုခံကာကွယ်ဖို့ခဲရဲလက်နက်လူအင်အားလုံလောက်မှုမရှိတာရောကြောင့်ပါ။ဒါကိုစစ်တပ်ကလည်းကောင်းကောင်းသိလို့အားသာချက်အနေနဲ့အတုံးပြုပြီးအင်အားလုံးရင်းနဲ့ထိုးလာတာပါလို့ကလေးဒေတာမှတော်လန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ထိုးစစ်ကြောင်းဒီနေဆက်ကုံတွေရဲ့အတွက်အချက်ချကြသည့်အာရှလမ်းမကြီးပေါ်ရှိတော်လန်ရေးအင်အားစုနှစ်နှစ်နီးပါးကြာထင်းကျုပ်ထားသည့်ဓမှုခရိုင်ခံပတ်မျိုးဘက်သို့ဦးတီကဆက်လက်စစ်ကြောင်းထိုးနေသည် စကိုင်းတိုင်းတွင်ကမ်ဘက်ရွှေပြည်အမျိုးသစ်ပင်လယ်ဘူးအင်းတော်နှင့်ဗန်းမောင်မျိုးတို့ကိုတော်လန်ရေးအင်အားစုကတိမ့်ပိုက်ထိန်းချုပ်ထားသည်မြောက်ပိုင်းစစ်ကြောင်းတွင်မူကတ်တဲ့လက်နက်ကင်တပ်ဖွဲ့ဝင်များပါပါဝင်နေကြောင်းတော်လန်ရေးအင်အားစုများထံကသိရပါသည်အိန္ဒိယမြန်မာနယ်စပ်ကလေးခရိုင်ဖြစ်သည့်ကလေးမျိုးနှင့်တမူးမျိုးနယ်တို့မှရွေးကောက်ပွဲအပိုင်းတွင်ပါဝင်နေသလိုကလေးနှင့်တမူးကိုဆက်သွယ်ထားသည့်အာရှလမ်းမကြီးမှာနယ်စပ်ကုံတွယ်ရေးအတွက်အရေးပါသည့်အတွက်နေမြေပြန်လည်စိုးမိုးထိန်းချုပ်ရန် ်စစ်တပ်ကအင်တိုင်းအားတိုင်းလှုပ်ရှားနေခြင်းဖြစ်ကြောင်းတော်လန်ရေးအင်အားစုကတုံ့တက်သည့